2022ရွေးကောက်ပွဲမှာရှုံးနိမ့်ပြီးအာနာသိမ့်မှုကျန်စီခဲ့တယ်လို့ဆိုကာထောင်ဒဏ်28နှစ်ချမှတ်ခံထားရတဲ့ဘရာဇီးတမရဟောင်းဂျိုင်ယာဘိုဆာနာရိုကတင်းလာနေမှာယူကန်တင်သွင်းလိုက်ပါတယ်။ သမရာလူဝိတ်အီနာစီအိုလူလာဒါဆေးဘာကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့တရားရုံးချုပ်ရဲ့စီရင်ချက်ဟာလူတို့လိုအနက်ကောက်နိုင်ခြင်းထိန်ချန်ထားခြင်းဝီယောဒီနဲ့မရှင်းလင်းခြင်းတို့ရှိနေတယ်လို့လက်ရာစုံကြိုကြွနေတဲ့အမှုတွေရဲ့ရှေ့နေတွေကစွပ်စွဲထားကြပါတယ်။အဲဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းအလွန်ဒေါသထွက်ခဲ့ပါတယ်။ အယူခံမှုအပေါ်ရှောက်လဲချက်ပေးဖို့တရားရုံးချုပ်တရားသူကြီးတွေဟာနောက်ဆုံးရက်သတ်မှတ်ချက်မရှိပါဘူး။အဲ့ဒီအမှုမှာတမရလူလာဒုတမရဂျရက်ဒိုအက်ဒမင်နဲ့ဘိုဆာနာရိုရဲ့ကံကြမ္မာပေါ်အဆုံးဖြတ်ပေးခဲ့တဲ့တရားရုံးချုပ်တရားသူကြီး၅ဦးတည်းကတူဦးဖြစ်တဲ့အလက်ရှောင်ဒရီဒီမိုရီတို့ကိုလောက်ကျန်တတ်ဖြတ်ဖို့ကြံစီခဲ့တယ်လို့စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။ အဲ့ဒီအေဂျင်စီအထမမြောက်ခဲ့ရတာဟာစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့ထောက်ခံမှုမရရှိတာကြောင့်လို့အစိုးရရှေ့နေတွေက ပြောကြပါဗျ။ဘိုဆာနာရိုကိုဩဂတ်စ်လတဲ့ကအကျေချုပ်ချထားတာပါ။ဘရာဇီးဥပဒေအရဥပဒေကြောင်းအရလှုပ်ဆောင်နိုင်သမျှအလုံးကုန်ဆုံးသွားတဲ့အထိအချင်းတောင်ကိုပို့လို့မရပါဘူး။ လူ့သောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။